အင်္ဂလိပ်စာကိုနေတိုင်းအတဲ့တွေရေးလာတာပြင်းလာလို့ဒီနေ့အင်္ဂလိပ်စာကိုဖြောင်းပြန်နေရေးမယ်။ဆရာနောက်နေရာမှာတကယ်ဖြောင်းပြန်နေရေးပြပါမှာ။အဲ့တော့ဒီနေ့သင်ခန်းစာလေ့လာပြသွားတဲ့အခါကျရင်ဆရာလန်လာတွေအင်္ဂလိပ်စာကိုဖြောင်းပြန်လဲရေးတတ်သွားမယ်။ဘာကြောင့်ဖြောင်းပြန်ရေးလဲဆိုတဲ့သဘောတရားလည်းနားလည်သွားနိုင်မယ်။အဲ့တော့ဒီနေ့သင်မဲ့ခေါင်းစဉ်ကဘာလဲဆိုရင် passive လို့ခေါ်တယ်။ passive တဲ့ကြားမှုလိမ့်မယ်။အင်္ဂလိပ်စာကိုကျောင်းငယ်လေးတည်းကဒီ grade 10 11မှာဆိုတော့ဆရာ passive ဆိုရယ်ဆရာကိုသင်သင်ခဲ့ရတယ်ပေါ့နော်။အဲ့တော့ passive ဆိုတဲ့ဟာကိုဆရာလန်လာကြားမှုလိမ့်မယ်။ဒါပေမဲ့ဘာကြောင့် passive ကိုသုံးရလဲဆိုတဲ့ဟာကိုလည်း ရှင်းပြပေးမယ်။ဖက်စိတ်ကတဘာဝရဆရာပုံမှန်ရေးတဲ့စာကြောင်းလေးလို့ subject verb object မဟုတ်ခဲနဲ့ခံရတဲ့ object ကရှေ့ကိုရောက်နေတာဖြစ်တယ်။ verb ကလည်း you you verb တွေမဟုတ်ဘဲနဲ့ verb to be ရဲ့ verb three ရဲ့ပေါက်ဆက်ထားတာဖြစ်တယ်။ subject လုတ်တဲ့သူကလည်းနောက်မှာ by subject ဆိုပြီးရှိနေတာဖြစ်တယ်။ဒါက passive တစ်ခုရဲ့ဖွဲ့စည်းတည်ထောင်ပုံပဲ။ရှေ့မှာခံရတဲ့သူရှိမယ်။လုတ်တဲ့သူကနောက်ရောက်သွားတယ်။ဘာကြောင့်ရောက်သွားလဲဆိုတဲ့အကြောင်းကိုဆရာပြောပြပေးမယ်။ဒီနေရာမှာဆိုရင် verb တွေ you you verb မဟုတ်ဘဲနဲ့ verb to be နဲ့ verb three ဖြစ်နေတာကိုတွေ့ရလိမ့်မယ်။ တို့နောက်မှာလဲလှုပ်တဲ့သူက buy subject ဆိုရလှုပ်တဲ့သူကနောက်မှာပြန်ရောက်နေတယ်ဒီ subject ကိုဆိုတော့နောက်ရောက်တော့ subject လို့မခေါ်ပဲ agent လို့ခေါ်တာမျိုးလည်းရှိတယ်အဲဟုတ်ပြီဒါဆိုရင်ဘာကြောင့်အဲ့လိုပြောင်းပြန်ထားလိုက်တာလဲလှမ်းရတဲ့အကြောင်းရင်းရှိတယ်ဒါကြရဲ့ကိစ္စရဲ့အတိုင်းမှာဆရာတို့ကလှုပ်တဲ့သူကပါမှာမဟုတ်ဘူးဥမာဒီကောင်မပါဘူးပေါ့မပါတဲ့အချိန်လေးမျိုးရှိတတ်တယ်ဥမာအဖြစ်ဆိုရင်ငါ့ဆက်ဘိန်အခိုးခံရတယ်ငါ့ဆက်ဘိန်အခိုးခံရဆိုတဲ့အစကြောင့်မှာငါ့ဆက်ဘိန်ဆိုတာအခိုးခံရတဲ့ object ဖြစ်တယ်ဘာဖြစ်သွားလဲအခိုးခံရတာဘယ်သူခိုးပါလဲမသိဘူး subject မရှိဘူးအဲ့တော့ subject မရှိတဲ့အတွက်ကြောင့်ပုံမှန်စနေကြ subject verb object ပုံစံနဲ့ရေးလို့မရဘူးကျိန်းတည် object နဲ့ပဲရေးမှရတော့မှာ passive နဲ့ရေးမှပဲရတော့မှာဒါကြောင့် subject မရှိတဲ့အနေအထားမျိုးမှာသုံးဖို့အတွက် passive ကိုဖန်တီးထားတာဖြစ်တယ်ဒါတင်ပဲလားဆိုတာမဟုတ်ဘူးခါလီကြလို့ရှိရင်လုတ်တဲ့သူကပြီးတယ်ပြီးပြီမဲ့လေအဲ့လုတ်တဲ့သူကဘယ်လိုပြောလဲဆိုရင်တိတာလုံးနေတယ်တိတာလုံးနေရဆိုရင်လည်းဆရာကဘာမလုပ်ဘူးလဲဆိုလို့ရှိရင် subject ကိုထည့်မရတော့ဘူးဥပမာပြောပါမယ်ဆိုရင်စံစဘာကို အဲဒီပူနွေးပြီးဆိုဆိုသက်ဒေတာမှာစိုက်ပြိုးတယ်စံစဘာကိုဒါစိုက်ခါလဲဟာစိုက်ပြိုးတယ်ဆိုတာ vat တွေဖြစ်တယ်နောက်ပတ်အတွင်းဘာမှစိုက်တာလဲပူနွေးဆိုဆိုသက်နေရာမှာစိုက်တယ်ဘသူတွေစိုက်တာလဲလေသမားတွေကစိုက်တာလေဒါပေမဲ့လေသမားတွေကအရင်တိတာထင်ရှားလုံးတယ်စံစဘာစိုက်မှတော့လေသမားပဲဆိုတာတိနေပြီဖြစ်တဲ့အတွက်ကြောင့်လေသမားကိုထည့်မရည်ဘူးအဲအဲ့လိုအနေအထားမျိုးမှာဆိုရင်ပတ်စစ်ကိုသုံးရတယ်ဘာကြောင့်လဲခံရတဲ့စံစဘာဆိုတာ object ပဲရှိတယ် subject ကမတိလို့မဟုတ်ဘူးတိတာလုံးလို့ဖြုတ်ပြီးတော့ရေးတာအဲ့လိုအနေအထားမျိုးမှာဆိုရင်ပတ်စစ်သုံးရတယ်နောက်ထပ်တိတာတဲ့ example ခုပြောမယ်ဆိုရင်တော့ ဥပအဖမ်းခံရတယ်ဒါဒီလိုစာကြောင်းမျိုးဥပကိုဖမ်းသွားနိုင်တာဒီအဲတက်ဆိုင်တဲ့ရဲတွေပဲဖြစ်မယ်ဒါပေမဲ့ရဲများစီဥပကိုဖမ်းသွားပြီဆိုတာအញ្ញံကိုဟိုဟိုဘယ်လိုပြောမလဲဆိုရင်စာပေးဆန်တယ်တကယ်တကယ်အញ្ញံထဲမှာတုံးတယ်ဘယ်လိုပဲတုံးလဲဥပတယောက်ဖမ်းခံလိုက်ရတယ်ဒီလိုပဲတုံးတာအဲ့စာကြောင်းမှာဆိုရင်လည်းဖမ်းခံရတဲ့ဥပပါတယ်ပြီးလို့ရှိရင်ဘာဖြစ်သွားလဲအဖမ်းခံလိုက်ရတာပါတယ်ဖမ်းတဲ့သူဒီဒီဒါလုံးတာဖြစ်တဲ့အတွက်ကြောင့်ထည့်မရေးပဲနဲ့လဲတန်းသိတယ်အဲဒါကြောင့်စက်စစ်ဒီ object မရှိတဲ့အနေအထား sorry လောက်တဲ့သူ subject မရှိတဲ့အနေအထားမှာတုံးမယ်နောက်တစ်ခါကျတော့ဒီလောက်တဲ့သူကတိတာလုံးရင်လဲ နော်ဖြုတ်ပြီးတော့ခံရတဲ့သူနဲ့တုံးဖို့အတွက်လည်းဖန်တီးထားတာဖြစ်တယ်ဒါပတ်စက်ကိုဖန်တီးထားရည်ရွယ်ချက်မဟုတ်ရင်ကျောင်းသားတွေကပြောကြလို့ဒါဘယ်လိုကျောင်းမြိုင်ထည့်ပြီးရလဲအတက်လည်းရေးလို့ရမယ်ဟောက်အတက်ရေးလို့မရဘူးလေအဲ့လိုနေထားမျိုးဆိုရင်တခါလေကြပြန်တော့လေလှုပ်တဲ့သူ subject ငုတ်တုတ်ရှိပါသေးရဲ့နဲ့ object ကို modify လုပ်ချင်တယ်အထူးပြုချင်တဲ့အခါမျိုးမှာဆိုရင်ဆရာတော်ဘာကိုတုံးလဲ passive ကိုတုံးတယ်အထူးပြုချင်တယ်ဆိုတာဘယ်လိုမျိုးလဲအထူးပြုချင်တယ်ဆိုတာဥပမာပေါ့မောင်မောင်ကငါအကြိုက်ဆုံး verb လေးကိုချိုးလိုက်တယ်အဲဒီလိုစာကြောင်းမျိုးပါဆို ချိုးတဲ့မောင်မောင်အထူးမပြုခြင်းပဲလေငါအကြိုက်ဆုံးဘောက်ပင်လေးကိုမှမောင်မောင်ကချိုးလိုက်တယ်ဆိုရင်ပြန်ရေးခြင်းတဲ့ခါမျိုးဒီရှိရကောင်မောင်မောင်နဲ့မဆကြင်ဘူးကိုယ့်ရဲ့အကြိုက်ဆုံးဘောက်ပင်လေးကိုလေးနဲ့စေခြင်းလို့အကြိုက်ဆုံးအချိုးခံလိုက်တဲ့ဘောက်ပင်နဲ့ဆလိုက်တယ်ပြီးရင်အချိုးခံတဲ့ကောင်ဘက်ကိုအနေမှာရေးပြီးတော့ချိုးတဲ့သူကတော့ဘိုင်းမောင်မောင်ဆိုပြီးတော့နောက်မှာအေးချက်အနေနဲ့ထားလိုက်တာမျိုးအဲ့ဒါဆက်လန်တာရေးဘာကြောင့်ပတ်စစ်ကိုတုံးတဲ့ဆိုတော့တပေါ်ပါပြီနော်ဒါဆိုပြန်ပြောပြမယ်ပတ်စစ်ကိုဘာကြောင့်တုံးရတာလဲ object ကိုပဲရှိတဲ့အနေအထားမျိုး subject မပါတဲ့နေရာမျိုးစပင်းခိုးခံလိုက်ရတယ်လို့ နော်အာငါသတင်းပေါက်မှန်ကိုခွဲခံလိုက်ရတယ်လို့ဒီလိုဟာမျိုးတွေနော်အဲ့ဒါခံလိုက်ရတဲ့ဟာ object ပဲပါတယ်ဒီစာပြေမှာတုံးတယ်နောက် လုတ်တဲ့သူဒီအရင်ကမဖြစ်တဲ့ခါမျိုးလဲဟိုပေါ့တိတာလွန်းလို့ဖြုတ်ပြီးရေးခြင်းတဲ့ခါမျိုးမှာလဲတုံးတာမျိုးရှိတယ်အဲနောက်ခါကျတော့ဒီဟို subject လုတ်တဲ့သူကအထူးမပြုခြင်းပဲနဲ့ခံရတဲ့ object ပုံမှာလေးလေးနက်နက်ထားခြင်းတဲ့နေထားမျိုးမှာဆိုရင်လဲရှေ့ကိုခံရတဲ့ object ထုတ်ပြီးတုံးတာမျိုးလဲရှိတယ်အဲ့တော့ဒါ passive တော့ရွေချက်ပြီးပြီဆိုရင်ရိုးရိုးဘတ်တွေဒီ passive မှာဘယ်လိုဖြစ်သွားလဲဆိုတော့ဆရာပြောပြပေးမယ် for one ဒီ ပတ်စက်မှာမဖြစ်သွားလဲဆိုရင် MSR ပတ်သူကြီးဖြစ်သွားတယ်။ကြောင်းမြလှန်ချင်တိုင်းရိုးရိုးခံရတဲ့ကောင်ရှေ့ဖို့လုံးတဲ့သူနောက်ဖို့ဘက်ကအိုက်တိုင်းကြီးအဲ့လိုမရအောင်ခံရသူရှေ့ဖို့ပြီးဆိုတာနဲ့ဘဝနဲ့ရေးထားတဲ့စာကြောင်းနေသည် MSR ပတ်သူကြီးဖြစ်သွားရမယ်။ Fat 2နဲ့ရေးထားတဲ့စာကြောင်းနေသည်ဘာဖြစ်သွားမလဲဆိုရင် Wordsware Fat 3ဖြစ်သွားမယ်။ဒီနေ့ဒီနှစ်ခုအရင်ပြောပြပေးမယ်။ဒီနှစ်ခုသုံးပြီးစာကြောင်းလေးဒီနေ့ရေးမယ်။နောက်ထပ်ဘာစင်ဘာဖြစ်သွားမလဲဆိုတော့နောက်နေ့ကျထပ်ပြီးတော့သွားမယ်ပတ်စစ်ကိုဆရာ၃ရက်ခွဲပြီးတင်ပေးမယ်သူကနည်းနည်းဘယ်လိုပြောမလဲဆိုရင်နားမလဲလို့ရှိရင်မှားမှတ် မားနိုင်တဲ့အခန်းမျိုးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါတေးချာလေးနားလည်ဖို့လိုတယ်ဒါအတန်းကြီးလေးမှဆိုရင်လည်းဒီလို passive တို့ဟို indirect indirect ဆိုတာတေးတေးချာချာကိုအချိန်ယူပြီးတော့တင်ရတဲ့ဟာမျိုးလေ့ကျင့်ခန်းများများနဲ့လောက်ရတဲ့ဟာမျိုးတွေဖြစ်တယ်အော်ဒီမှာဆိုရင်လည်းလက်တွေ့မှာသုံးတက်ဖို့ဆိုလို့ရှိရင်နှစ်ရက်သုံးရက်လောက်ကြီးမှဆိုင်လန်းတာလေနည်းနည်းအသုံးချတတ်မှာဖြစ်တယ်ပေါ့နော်အဲ့တော့တေးချာလေးကြည့်ရမယ်ပြန်ပြောပြမယ်လုတဲ့သူ၈ရောက်ခံရတဲ့သူ၈ရောက်လာလိမ့်မယ်လုတဲ့သူက bind subject ဆိုပြီးနောက်မှရှိနေလိမ့်မယ်ပါခြင်းမှလည်းပါမယ်မပါခြင်းလည်းမပါဘူးပိုင်လည်းပိုင်နဲ့ထားပြီးရတယ်ဒီနေရာမှာကျတော့ဘတ်တူဘီနဲ့ဘတ်တူဘီဘတ်တူဘီဆိုတာ amisa westware b bin bin ဒါတွေအဲ့ဒါတွေနဲ့ဘက်ကတော့3အသေးပဲ battery အသေးပေါင်းဆက်ပြီးတော့ကြီးရတယ်အဲ့ဒါဆိုရင် passive စာကြောင်လေးရပြီခကြည့်လိုက်ပါဦးလမ်းတွေကိုမနက်တိုင်းအလုံသမားတွေကတန့်ရှင်းလောက်ကြတယ်အလုံသမားတွေကအလေးနဲ့မထားကြဘူးအလုံသမားလှုပ်တဲ့သူပါလေဘာလို့သမားလှုပ်တဲ့သူနဲ့မဆောက်ဘူးတန့်ရှင်းအလုံခါနဲ့လမ်းတွေကိုထူပြကျင်တာလမ်းတွေနဲ့စမယ်တော့ the street လမ်းနဲ့စရပြီဆောက်ရရှိကိုငုတ်တုတ်ရောက်နေရဒီခါတိုင်းရေးနေတဲ့ subject ရောက်နေရမဟုတ်ဘူးခံရတဲ့ object ရှိကိုရောက်နေတာဖြစ်တယ်အဲ့တော့ဘက်ကိုလည်းနည်းနည်းချိန်ရတော့မယ် လမ်းလေးကိုမန်တန်ပိုင်းလုတ်တယ်ဆိုတဲ့ကိစ္စကြီးအမှန်တရားဖြစ်နေကြအောင်ရိုးရိုးဆိုရင်လည်းဘတ်ဝမ်းနဲ့တောင်းရမှာပတ်စစ်ဆိုတော့ MS ာဘက်တရီနဲ့တောင်းတယ်လမ်းကများတယ်ဆိုတော့ဒီထက်အားလေးကိုရွေးမယ်ဟုတ်ပြီနော်ဘက်တရီတန်ရှင်းလုတ်တာဘက်တရီ CN လေးရန် clean ကိုဘက်တရီပြောင်းရင် easy ချက်ပဲအဲ့တော့ the streets are clean ဘလူတွေကတန်ရှင်းလုတ်တာလေလုံသမားတွေကဘာလေးနဲ့တွဲကြည့်မလဲဘိုင်းနဲ့တွဲကြည့်မလဲဆိုတော့ by the walker ဟုတ်ပြီဘယ်ချိန်မှလုတ်တာလဲမနက်တိုင်းလုတ်တယ်ဆိုတော့ every morning โอเคနောက်တစ်ခုပန်းတွေကိုလဲတဲ့လမ်းတစ်လျှောက်စိုက်ပါတယ်တဲ့ဟုတ်ပြီပန်းတွေကိုလဲလမ်းတစ်လျှောက်စိုက်တယ်ဆိုတော့အဲဒီစာကြောင်းမှာလောက်တဲ့သူပါလားဆိုတော့မပါတော့ဘူးတဲ့လားအဲ့လိုနေသားမျိုးဒီလိုနေသားမျိုးမှာဘယ်မှာ subject ရှိနေဘယ်လို subject ဖြစ် object နဲ့ဘယ်လို့မှရေးလို့မရတော့ဘူးလေလောက်တဲ့သူမှာမပါအဲ့တော့အလောက်ခတဲ့ object ပဲပါတော့ဖြစ်တယ်ဒီအောင်ဆရာတို့ object ရဲ့ရေးရေးတင်းတင်းစလိုက်တယ်ဘာကြောင့် object နဲ့ရေးရေးတင်းတင်းစလို့ရတာလဲဆရာတို့ရှိမှာ passive ဆိုတဲ့ဟာကိုဆရာတို့နားလည်ထားပြီးပြီမဟုတ်လို့အဲ့ကြောင့်ဆရာရဲ့လမ်းတော်နေတိုင်းလေ့လာဖို့ဆရာပြောချင်တာဖြစ်တယ်အော်ဒါနဲ့ဆရာဆရာပြောချင်တာက greater 11 12အတော့တိသက်လေ့လာခြင်းနဲ့ဆရာရဲ့လမ်းနာများကတော့ဆရာရဲ့မိတ်ဆွေဆရာတယောက်ဆရာဦးတင်လင်းလွယ်လွယ်လေးလေးကြီးတင်ပေးနေတဲ့ YouTube channel TikTok channel တွေကနေလည်းလေ့လာလို့ရတယ် အမှဆိုရင်လည်းသူကတည်တည်ချာလေးတင်ပေးနေရဖြစ်တယ်။သူကလည်းဒီ10 11 trade တွေကိုဟိုအကောင်းဆုံးဖြစ်အောင်တော်လုံးဖြစ်အောင်စနစ်တကျပြုစုပြထောင်နေတဲ့ဆရာတယောက်ဖြစ်တဲ့အတွက်ကြောင့်သူ့ဆရာလည်းအတွေ့အကြုံတွေဆိုင်လန်နိုင်စူဆောင်းထားတင်တယ်။အဲသူရဲ့ YouTube link နဲ့ထက်တော့ link တော့ဆရာရဲ့ဒီ post ကအောက်က first comment မှာဆရာမှတ်ထားပြီးအဲ့ဒါလည်းဆင်သူ့ကို follow ပြီးတော့10 11 trade အတွက်တည်တည်လေးလာခြင်းနဲ့လူများလေးလာလို့ရရဆောင်ဆရာဒီကနေပြပြချက်တယ်။ဟုတ်ပြီဆရာဆက်လိုက်ဆက်လေးလာလိုက်အောင်နော်။ပန်းတွေကိုလည်းလမ်းလျှောက်စိုက်ပါလေ။ဟုတ်ပြီပန်းတွေကိုလည်းဆိုတော့ flowers ပေါ့။ပန်းတွေကိုလည်း subject မဟုတ်ဘူး object ပြီးသွားပြီ back ကိုလိုက်ရှာ back site တဲ့ပုံမှန်ဆိုရင်တော့ကောင်းဝိုင်းတက်လိုက်မှာပုံမှန် site တာပဲ plans ပုံမှန်မဟုတ်ဘူး object ရှိအောင်လေးတာကောင်းဝိုင်းလိုဟာမျိုးလိုရေးလို့မရဘူး ms factory နဲ့ရေးဆိုတော့ plan အလဲအများရဲ့ဆိုတော့ r site တာ plant battery ဆိုအင်းဒီထည့်လိုက်မယ် planted ပမာ site လဲ land တစ်လျှောက် site တယ်ဆိုတော့ along the street တွေ့လားလောက်တဲ့သူပါမှာစာကြောင်းဖြစ်တာမဟုတ်ခရရတဲ့သူရှိရင်လည်းစာကြောင်းဖြစ်တယ်တွေ့လားဒါ site ခံလဲပန်းရှိတယ်ဘာလို့လဲ site တယ် site တဲ့နေရာပါတယ်လုတ်တဲ့သူမပါဘူးရတယ်ဒါပေမဲ့ဒီမှာ emitter planted ဆိုရင် emitter battery ဖြစ်နေဖို့တော့လိုတယ်၎င်းတို့ကိုလည်းနေတိုင်းရေလောင်းပါတယ်ကဲ၎င်းတို့ကိုလည်းနေတိုင်းရေလောင်းနေတယ်လုတ်တဲ့သူမပါတော့လုံးဝတီးတက်ခံရတဲ့သူတွေပဲအဲ့ပန်းတွေဆိုတာသူတို့ကိုဆိုတာဒန်းဒီပေါ့ရှေ့ဆုံးမှဆိုတော့ဒန်းနေရလို့မရဘူးသူတို့၎င်းတို့ကိုနေတိုင်းရေလောင်းတယ်နောက်ပြီးဒါလည်းအမှန်တရားပဲဘဝန်းနဲ့ရေးရမယ်ဟာဒါပေမဲ့ passive ဆိုတော့ emitter battery are water ဘယ်လိုရေလောင်းတာလဲနေတိုင်းရေလောင်းတယ်ဆိုတော့ everyday ပေါ့ဟုတ်ပြီစီကန်းတွေကိုလည်းလူတွေကလိုက်နာကြပါတယ်တဲ့လူတွေကစီကန်းကိုလိုက်နာရဆိုရင်လူနဲ့စရင်လည်းရတယ် people လိုက်နာကြတော့ follow စီကန်းတွေဆိုတာ the rules အခုအဲ့လိုရေးချင်တာမဟုတ်ဘူးစီကန်းဆိုတဲ့ဟာကိုအလေးနဲ့ထားခြင်းလဲဆိုတော့ the rules စီကန်းကိုရှေ့ထားလိုက်ရတယ်ထားခြင်းတိုင်းထားလို့ရတယ်လိုက်နာတယ်ဆိုရင်ကောင်တော့နည်းနည်း swipe ပြပေးရမယ်အဲ့တော့ rule အများဆိုတော့ msr ထည့်မယ် follow buzzer ပြောင်းမယ်အားကြောင့်လဲ ခါတဲ့ rule ကိုရှေ့ပို့ထားတာမဟုတ်ဘူး the rules are follow လုပ်တဲ့သူတော့နောက်မှပြန်ပြီးတော့ထည့်လို့ရတယ်เนาะအဲ့တော့ by the people နော် people ဆိုတဲ့လုံးမျိုးဒီဒဲမပါဘဲဆိုရင်တော့ဖြုတ်ပြရတယ်ဒါအများဈေးပေါ်မှာသဘောဆောင်တယ်ဒါမှတော့ဒီမျိုးမှာရှိတဲ့လူတွေကိုပဲရည်ညွှန်းတာဖြစ်တဲ့အတွက်ကြောင့်ဘယ်နဲ့တွဲထားတဲ့ people ဖြစ်တဲ့အတွက်ကြောင့်လေးနဲ့တည်းတိကျတယ်လူတိုင်းကပြောချင်တာမဟုတ်တဲ့အတွက်ကြောင့်ဆရာတို့မဖြုတ်ဖဲနဲ့ by နဲ့တွဲရေးလိုက်တာဖြစ်တယ်အဲ့တော့ the rules are follow by the people စည်းကမ်းတွေကိုလည်းလူတွေကလိုက်နာကြပါတယ်တဲ့ ပန်းချံကိုလည်းတည်သက်ပြီးစိမ့်လက်အောင်ထားပါလေဟုတ်ပြီပန်းချံကိုလည်း the bug ဆက်ပြတ်ပြီးသွားပြီလုံးတဲ့သူထားဘယ်သူထားရလဲမပါဘူးမပါလဲမကြောက်နဲ့ဆောင်းမှာပစစ်ရှိတယ်ထားတယ်ဆိုတော့သုံးမယ်အများတန်းပုံမှန်ထားရဲဘဝိုင်းရရမှာပစစ်ဆိုတော့ MSR battery ပန်းညာတချံနဲ့ဆိုတော့ is ထားမယ် KEP key ဆိုတာထားသည်တဲ့ထားသည်သိသိသည် battery ပြောင်းလိုက်မယ် KEPT cap battery လေးကိုကြက်လိုက်เนาะ the 58 cap ဘယ်လိုထားလဲတည်သက်ပြီးတော့ tidy and ထိုင်းဒီကတော့ဒေတာဒီ need သုံးတာပို့ောက်တယ် need and စိတ်လောင်းဆိုတာကြတော့ green လူတိုင်းရဲ့အာထုံမှုကြောင့်လေချုပ်ပြီးချုပ်ပြီးနော်ဒီကုန်းချုပ်ပြီးအာထုံမှုကြောင့်လူတိုင်းအာထုံမှုကြောင့်ကြောင့်ဆိုတာကိုဆရာတော်ဘယ်လိုရေးလဲဆိုရင် because of လို့ရေးရတယ် because of လူတိုင်းရဲ့အာထုံမှုတော့ဆရာဘယ်လိုရေးလဲဆိုရင် everyone's effort everyone လူတိုင်း apostrophe e effort အာထုံမှု because of ကြောင့် because of everyone effort လူတိုင်း e အာထုံမှုကြောင့် မြို့ကိုလေပတ်သူတွေကလေးစားကြပါတယ်လေပတ်သူတွေကမြို့ကိုလေးစားဆိုပြီးလေပတ်သူ subject နဲ့ရင်းလဲရပြီမဲ့လဲအလေးစားခံရတဲ့မြို့ကိုလေးနှက်စေခြင်းအောင်တုံးမယ်တုံးတက်တယ်ဒီမြို့ဒီမြို့ကိုရှေ့မှာထားရင်မယ် the city subject ပြီးသွားရင်ဘတ်လာမယ်လေးစားတာ admire အဲ့လိုအမှန်ရသွားကြည့်လို့ရလား S လေးထပ်လိုက်မယ်အဲ့လိုရလားဆိုမင်းရအောင်ဘာကြောင့်လဲဆိုတော့မြို့ဒီလေးစားတဲ့သူမဟုတ်ဘူးအလေးစားခံရတဲ့ယာဘောင်ဝိုင်းရိုးတော့လို့မရဘူးရှင်းမှာ MSR ထက်ဒီမှာဘက်တရီပြောင်းဒါလေးမမင်းနဲ့နော်မနေ့ဖန်ကြရင်နောက်ထပ် တပုတ်နောက်တစ်နေ့ကြာရင်နောက်ထပ်တပုတ်အဲ့တော့သုံးပုတ်လောက်လိုက်လို့ရှိရင်တော့ဆိုင်းလန်လာတွေက passive ကိုလက်တွေ့တော့မှာအသုံးချနိုင်တော့မှဖြစ်တယ်။လေးလေးနက်နက်လေးနားထောင်ပြီးလေးလေးနက်နက်လေးကြက်ပြီးတော့လေးလေးနက်နက်လေးအသုံးချဖို့တော့လုပ်တယ်။ The City Armaya ဘသူတွေကလဲလက်ဘတ်သူတွေကအဲ့ဒီမှာ agent တွေသူကဘိုင်းနဲ့ခံရရတယ် buy visitor ဒါပေမဲ့သူတွေကတော့အစုံလဲဆိုတော့ဒါမထက်တော့ဘူးเนาะမတိကြတော့ဆိုတော့ချက်ပြန်ပြီးတော့စစ်စေးရအောင် The street are clean by the worker every morning. Flower are planted along the street. They are watered every day. the rules are followed by the people. The party cut neat and green. Because of everyone's effort, the cities is admired by visitors. ကဲဟုတ်ပြီဒီနေ့မှာဆိုရင်လည်းဆရာကပတ်စေနဲ့ပတ်သက်ပြီးတော့ဆရာပြည့်ပြည့်စုံစုံလေးဆရာပြောပြခဲ့ပြီးပြီဖြစ်ပါရဲ့ဆရာလက်နာရဲ့အတွက်အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်အခုဒီနေ့ lesson ကြည့်နေဆိုတော့ comment အောက်မှာဒီ passive နဲ့ပတ်သက်ပြီးတော့ဘယ်လို comment အောက်မှာ passive စာကြောင်းလေးတစ်ချောင်းကိုဆန်းပြီးတော့ရေးကြည့်ပါအောင်နော်ခိုင်ရဲသူရှေ့မှာ what to be battery နောက်မှာလောက်တဲ့သူဘိုင်းလေးနဲ့ခိုင်ကြည့်လောက်တဲ့သူမထည့်လဲရတယ်ကဲဆန်းပြီးတော့ရေးကြည့်လိုက်ပါအောင်